လာပညာဤအလင်းရောင်သည်ရွှေလီမြက်ကမ်းမရှိတဲဟိစုစုလေးရာလွှမ်းခြုံလျက်ရှိသည်ရွှေလီမြက်သည်တောင်ကျိုတောကြားမှဝေးဝိုက်လက်ပတ်စီစဉ်ရင်ထော်တဲတန်းသူရှိရာကဘာအရောက်အနှဲငယ်ပြေလျော့သွားသည်လာရောင်ဤငွေရောင်အလင်းနှမ်းများကြောင့်မြစ်ပြင်သည်လက်လက်ထားနေ၏လိုင်းကြက်ခုတ်ကလေးများကကဘာရှိတပန်းမင်ကြီးရာတစ်ဖြက်ဖြက်ရိုက်ခဲလျက်ဒီစင်မှာစောင်းရသည်ရွှေလီမြက်ပေးရှိကျွန်းတော်ကြီးအားနှင်းရည်ဆက်သို့ပပျံလျက်ရှိလေသည် နင်းဆက်များသည်ကြောရွံ့များပေါ်သို့တပေါက်ပေါက်ကြလျက်ရွှေလီဒေသ၏ဆောင်းဥတို့အေးအေးတန်ကြောင့်တဲရင်စုလေးသည်မလုံးမရှိအကွေကွေလေးအိပ်ပျော်နေကြပါသည်ခွေးအောင်တန်များကြောင့်အိပ်ပျော်နေသောတဲရင်စုလေးလူးလွန်လှုပ်ရှားလာသည်တဲတဲတဲမှရင်းနံသည်မိကွက်ထုံကြီးလိုက်သည့်အလင်းရောင်ကိုမြင်ရသည်တခြားသောတဲများကလည်းခွေးအောင်တန်များကြောင့်ချိုးချိုးချွတ်ချွတ်အတန်များထွက်ပေါ်လာခဲ့ပါသည်သို့သောဘသူမှတဲပြင်ကိုထွက်ကြည့်ဝင်သူမရှိတဲအတွင်းမှသာရွာခွေးများထိုးအောင်နေသောနေရာကိုလှမ်းမြော်ကြည့်ကြသည် ရွှေလီမြင့်နဲ့တဲ့ရည်စုလေးသည်တခေါ်သာသာလှဲ၏ထိုနေရာသည်မြက်ကဘာမှဝေးကွာခြင်းမရှိလာတော့လေမိုးကာလမြည်ရည်တက်လျင်ရေလွှမ်းမိုးနိုင်သောကြောင့်တောင်ကုန်းမြင့်မှတဲဆောက်၍နေကြခြင်းဖြစ်သည်မြင့်နေရွာရှိရာတောင်ကုန်းမြင့်အကြားမြက်ပင်များထူထပ်စွာပေါက်နေသောရေဆက်ဆက်အင်းရှိသည်ထိုအင်းသည်တချို့နေရာများ၌လူတရမကနဲ့သည်ရင်း၏အလဲပေါ်တွင်တောင်မြောက်တန်းနေသောတောင်ပို့ကိုလုံးရှိသည်မြေသူမြမြေပေါ်သားခြင်းမရှိဘဲထူးဆန်းစွာဖြင့်တရွယ်တည်းရှိနေခြင်းဖြစ်သည် ညီညာသောကိုလုံးတန်းနေခြင်းဖြစ်၏။တောင်ပေါ်များတန်း၌မြက်ပင်တို့ကျူတူကျဲတဲပေါက်နေကြသည်။တဲရင်စုများမှခွေးများကအင်းဆက်မြေပြင်မှစူဝေးပြီးထိုတောင်ပေါ်များကြည်ကထိုးအောင်နေကြခြင်းဖြစ်ပါသည်။လာပြီနေညမှစပြီးလမကွယ်မချင်းလရောင်ရှိသောညာကျန်းအချိန်ကာများ၌ခွေးများကထိုတောင်ပေါ်များရှိရာဘက်သို့စူးစူးဝါးဝါထိုးအောင်ကြလေသည်။တဲဇူလေးများမှနေတိုင်းညာသောသူတွေကလည်းခွေးများဤထူဆန်းသော အပြုမှုကိုကြောက်ပြီးမြည်သူများထွက်မကြည့်ရကြပါ။ ထိုနေရာလေးသည် ရှမ်းပြည်နယ်မြောက်ပိုင်းရွှေလီမြစ်ဖြတ်သန်းစည်းစိမ်ရာမပိန်းမြို့နယ်အတွင်းနံမဲတတော်ကြီးအဆက်တွင်တည်ရှိပါသည်မပိန်းမြို့နယ်မှစ၍တောင်မမြောက်သို့ရွှေလီသည်စည်းစိမ်ပြီးငအိုးရွာကဖြတ်သန်းကအင်းရွာနီအေယာဝတီမြစ်အတွင်းစည်းစိမ်သည်ရွှေလီမြစ်သည်မြမပြည်အထက်ပိုင်း၌ကာပိန်မြစ်ပြီးလျင်ဒုတိယအကြီးဆုံးအေယာဝတီမြစ်မကြီးအတွင်စည်းဝင်သောမြစ်ဖြစ်သည် တရုတ်ပြည်ယူနန်နယ်၌မြစ်ဖြားခံပြီးအရှေ့မြောက်မှအနောက်တောင်သို့တောတောင်များအကြားကွဲဝိုက်စီးဆင်းလာရမှရှမ်းပြည်နယ်မြောက်ပိုင်းမဘိမ်းမြို့နယ်မရောက်မီမြောက်ဘက်သို့ချိုးကွဲ့ပြီးစီးဆင်းလျက်အေယာဝူရီမြစ်နယ်ပေါင်းစုံသည်မိုင်ပေါင်း150ခန့်စီးဆင်းလာရတွင်မြစ်ဤဝဲရနှစ်ဖက်၌တဘာဝကျုံတော်ကြီးမှနေပြောင်းမထိုးအောင်ရှိနေခဲ့သည်အမြင့်ဘေးတရားကျော်လုံးမအချင်း10ဘေးခန့်နှင့်ကျွန်းတပင်နှင့်တစ်ဆယ်တန်းကျော်ထွက်သောကြောင့်အင်္ဂလိပ်တစ်ကုမ္ပဏီဘုံဘေးဘာမာကလက်မြောက်ခဲ့ရသောနာမည်ကြီးကျုံတော်ကြီးဖြစ်သည် ယခုအချိန်မှပြင်မြန်မာပြည်နာမည်ကြီးခရိုနီကုမ္ပဏီကြီးနှစ်ခုဤလက်ချက်ကြောင့်ကျိုးနောကြီးတာမကတမလန်းတင်များပါပြောင်းတလင်းခါခဲ့ရပြီးဘာပင်မှမရှိတော့ပါရွှေလီသည်အဝတ်ပလာကျင်းနေသောမိမပြိုကဲ့သို့အဆက်ကင်းမဲ့နေခဲ့ရပါသည်ထားပါတော့ဟိုးယခင်ကထိုနေရာလေးတွေဖြစ်ပျက်ခဲ့သောအကြောင်းဝါပြောပြပါဦးမည်ထိုကဲ့သို့လာရောက်ဆန်းသောညာများမှာရွာခွေးများ၏ထူးဆန်းစွာစူးစူးဝါးဝါထိုးအောင်မှုများကိုမြင်တွေ့လာရသောအခါရွာသားများစိတ်ထဲ၌တိကျင်စိတ်တို့လွှမ်းမိုးလာခဲ့ကြသည် အမှန်တကယ်တော့ထိုတဲရင်စုလေးသည်တင်ဝါကုန်သောလူများစုဝေးနေထိုင်သောနေရာလေးသာဖြစ်ပါသည်တစ်ထက်ဝါကိုအဓိကထားပြီးခုတ်ကြသည်နာမည်ကျော်ဝိုင်းမိုင်းသာကျော်ဝိုင်းများသည်ကျွန်းအင်းကញင်တမလန်ဗရောက်တဲ့ရများသာမကဝါများလည်းထူထပ်စွာပေါက်ရောက်လေသည်အထူးသဖြင့်တင်ဝါသည်ရွှေလီတတော်ကြီးများတွင်များပြားစွာတွေ့ရ၏ခုတ်လို့မကုန်နိုင်အောင်ပင်ထူသေးစွာရှိနေလေသည်တပင်ခုတ်လျင်ဆယ်ပင်ပြန်ပေါက်သည့်အထိရှိခဲ့လေ၏ ရွှေလီမြေကမ်းတစ်လျှောက်တောကြီးများမှခုတ်ယူရရှိသော တင်းဝါများဖောင်ပွဲပြီးရွှေလီမြေအတိုင်းဖောင်ပွဲ၍အေယာဝတီမြေနှင့်ဆုံတွေ့ရာအရရှိအင်းရွာကြီးတွင်ဝါပောင်များကိုပြန်လည်ပြုပြင်ပြီးအေယာဝတီမြေကျောင်းအတိုင်းစုံစင်း၍စကိုင်းဘဲမင်းကုန်းစိတ်ကန်းတွင်ရန်နာကြသည်ရခင်တုံးကမန္တလေးမြို့ရှိအရင်များစုသည်ဝကံမိုးဝကက်ကာသာရှိခဲ့၍ရွှေလီမှထွက်သောတင်းဝါကိုအများသောအသုံးပြုခဲ့ကြရလေသည်ဦးညို့မောင်သည်ထိုတန်းရည်သူတွင်ဦးစည်းကောင်းဆောင်ဖြစ်သည် ဝါခုတ်သမားတို့ခေါင်းဆောင်ဖြစ်သူတို့ဖောင်းဦးသည်တယောက်လည်းဖြစ်သည်သူတဲရင်ကြီးတွင်ရွာထဲမှလူတို့ချို့စုဝေးနေကြသည်ဝိုင်းတိုင်နေကြသောလူစုအလဲမှရင်းနှင်းကြောနှင့်အကျန်းပကံခွဲများစက်သားကြောက်ဖို့ပကံကြီးကစားညင်စရာတဲရှိမြေခွဲလမ်း၌ခလင်းငယ်များကကိုတုံးလုံးနှင့်စော်ကားနေကြသည် ရွာသားများသည်ဖန်ငားရီတောက်လိုက်စက်သားကြောက်ဖို့မိလိုက်ဖြင့်ခေါင်းဆောင်ဦးညွတ်မောင်ပြောလာမိစကားကိုငဲ့လင့်နေကြသည်ဦးညွတ်မောင်ချောင်းတစ်ချက်ဟပ်လိုက်ပြီးရွာသားများကိုအကဲခတ်ကြည့်လိုက်၏ ရွာသားများကအိုးညို့မောင်ဘာပြောမိလဲဟုဝိုင်းကြည့်ကြသည်။ငါပြောချင်တာကွာလာပြင်းကြတယ်ပါဆိုရင်ရွာခွေးတွေကဘာဖြစ်လို့အင်းတွေကိုကြည့်ပြီးဟောင်ကြတာလဲဆိုတာပဲကွာ။ဟောင်းစီကျုပ်တင်တော့အင်းတွေကတောင်ဘက်ပေါ်မှာတရဲတွေထိုင်နေရအောင်မြင်လို့ဟောင်းလာနေမှာဗျ။ရွဲသမားစိုးအောင်ကသူ့ထင်ရာကိုပြော၏။မင်းရတဲ့ကွာတစိမ့်ရှိဒီတရဲပဲခွေးတွေကတခုခုမြင်လို့နေမှာပါကွာ။ဟောင်းသမားငပူးကစိုးအောင်စကားကိုကန့်ကွက်ရင်းစက်သားကြောက်ပကံကိုလန်းလန်းလိုက်၏။ သူစကားကိုကန့်ကွက်လိုက်သောကြောင့်စိုးအောင်ကဆက်သားကြောင့်ပကံအားမြင့်ကြိုင်ဘက်သို့ရွှေ့ပေးလိုက်သည်ငပုကမျက်ဆောင်ထိုး၏နေပေါင်းနေပေါင်းကွာမင်းတို့ဟာနေကြပါဦးဘာမှမသိပဲရမ်းမပြောကြပါနဲ့ကွာငါတို့ဒီပါလေးရဲ့စီတာမှာအင်ဂျီ၁၄ငါလို့တော်ကြကြောက်ပြီးနေရရွှေ့ကုန်ကြတာနဲ့စီဝိုင်းလုပ်ငန်းတွေလောက်ကန်ရခက်ကုန်နေပါဦးမကွာဒီနေရာလေးကရွာတယ်ဖို့လဲတောင်ကုန်းလေးရှိတယ်တောထဲကခုတ်လာတဲ့ဝါးတွေချဖို့ဝါးကွင်းလေးရှိတယ်မြစ်စိတ်ကလည်းကောင်းတယ်ကွာချောင်းဝါဘက်သွင်းကြည့်ကဘာတော့ကြီးနဲ့ဘလုံးမှအဆင်မပြေဘူးစိတ်ထင်တာကိုစွန့်မပြောကြနဲ့ဦးကွာ ။ဦးကြီးဒါဆိုရင်ကျုပ်တို့မလုပ်ကြမလဲ။အေးအဲ့ဒါဆိုရင်တပတ်ကဆိုရင်လာတန်းဆက်နေရဲ့အဲ့ဒီညညတကောင်ချင်းဆိုရင်အင်းဆက်တဲ့ကိုလာရောင်ကောင်းကောင်းဖြားနေပြီ။အဲ့တော့ငါတို့လည်းအဲ့ညမှာချောင်းမီကြည့်ကြမယ်ကွာ။ဦးညုံမောင်ကထိုးထိုးပြောလိုက်ပြီးမြေသူမြအတန်ထွက်မလာရဲကြ။ဘလို့လဲလိုက်ကြမှာလားကွာ။ဦးညုံမောင်လေးတန်းနေနေမာလာတော့စိုးအောင်ကအတန်ထွက်လာသည်။အိုးတတကျွန်တော်ကလိုက်လိုက်ကြည့်ပါလေဗျဒါပေမဲ့ကျွန်တော်ကျွန်တော်တူမီတနက်ကလည်းခဲစည်းရလည်းမလုံးရသေးဘူးဗျရမ်းရလည်းမရှိဘူးအဲ့ဒါကြောင့် ။ငါကြောက်အကြောင်းပြရတယ်။မင်းလိုက်မယ်ဆိုရင်ငါပါရေးပေးတာနဲ့နှလုံးမှုတနာကြီးရှိတယ်။စင်လုံးဖင်နိုင်သွားစီရမယ်ကွာ။ငါမင်းကိုပေးကြမယ်။မင်းလိုက်မလား။ဖင်အောင်ငါဘူး။မင်းဘာသာကားပြောလဲ။ငါတီးလိုက်ရ။ကဲကဲကဲတော်ကြပါတော့ကွာ။အားလုံးလိုက်ရမယ်။တပတ်ခါညာ၈နာရီငါအိမ်မှာလူစုမယ်ဟဲ့။ဦးညုံမော်ကြီးအမိတ်ကိုအားလုံးမလွန်ဆန်ရဲကြ။ခေါင်းငင်း၍လိုက်ပါမည်ဟုအဖြေပေးကြရသည်။လာသန်းစနေရလာသည်ရှိသည်မြအလင်းအားအစွမ်းကုန်ထုတ်လျက်နှင်းပွဲပွဲကြနေသောမြေပြင်ထက်ဝယ်ဘောငွေရောင်ဆန်းလျက်ရှိသည ရွာသားများကတဲဝိုင်းသူအပြင်ဘက်ဖြောက်စိတ်ပင်ကြီးအောက်မှစုထိုင်နေကြသည်သူတို့လက်ထဲမှာဒူးလေတူးမီတဲ့နဲ့ဒစီများခြင်ထားကြသည်တတိကောင်းကြတဲ့ရောက်ပြီးဖြစ်၍ရွာသူထဲမှာကြက်ပတကောင်ကစတုံလိုက်သောအခါတခြားကြက်ပများကပါလိုက်တော်ကြသည်လာရောင်သည် မြင့်တဲ့မြင့်လာ၏ညဤအလင်းရောင်ကအင်းဆက်ထဲမှာတောင်ပိုကိုလုံးဝထင်းထင်းရှားရှားတွေ့မြင်နေရသည်ဘာရဲမဟုတ်တော့လဲအင်းဆက်ရေးပြီးမြတ်တော်ဤထဲမှာတောင်ပိုဤကိုလုံးကကြောချမ်းကျင်စရာကောင်းလျက် ဇွာတွေကခွဲတကောင်ကဦးပြီးထွက်လာသည်ထိုခွဲကစတင်ပြီးဦးလိုက်တော့တခြားခွဲတွေကပါလိုက်ဦးကြပြီးစတင်ဦးသောခွဲနောက်မှာစီတန်းပြီးလိုက်လာကြ၏ခွဲများ၏အပြိုးမှုကထူးဆန်းလာသဖြင့်ဦးညို့မောင်နှင့်ဇွာသားတစုစက်တည်သေးသွားကြသည်ညီသူဦးမြမလုံးမရှက်ရဲပဲငေးကြည့်နေကြရ၏ခွေများသည်အင်းဆက်မြက်ခင်းထဲသို့တန်းစီ၍ဆင်းသွားကြပြီးတောင်ပေါ်ကြီးများအနီးရက်လိုက်၍တောင်ပေါ်ကြီးများကိုထိုးအောင်နေကြပါသည်ထိုနေရာမှာရင်မနှက်လ အလွန်သောခြေမျက်စီသာသာဖြစ်မြတ်တော်ကိုင်းတော်ဤသာထူထပ်နေခြင်းဖြစ်သည်တရေမောဘူးကတောင်မို့ကြည့်ပြီးဟောင်နေကြတာဆိုတော့တောင်ပေါ်ထဲမှာဖို့ရှိလို့နေပါကဖို့သားစားရကြီးသေးရဲ့ကွာငါဘုဒ္ဓီတဟာကြီးလိုက်ပြီးသူ့တူမီတနက်ပြောင်းဝဖို့ထောင်လိုက်၍ရန်နှဲငယ်ထောင်းတင်လိုက်သည် ပြီးနောက်ပြောင်းဘူးစီသာသာခဲလုံးလေးကပြောင်းဝတဲ့သူတွင်းဟဲ့ဖို့ဆိုရင်မင်းခဲစီကကြည့်မနေဘူးလားကွာငါမှာကိုလုံးကြီးခဲစီလေးရှိရယ်ယူမလားစိုးအောင်ကငါဘုကိုလှမ်းပြောလိုက်သည် မဲကူမလာဖမ်းမလို့နေဖုတ်ရရင်မင်းကိုမကြိုးဘူးရအောင်အေးပါအေးပါမင်းတူးမိနဲ့ပြည့်လို့ဖုတ်ကဒစစီလိုက်ကောင်းနေရအောင်မဲပြောင်းမှုသည့်အရွယ်ခဲစီသည်တောဝင်များပြည့်သောအရွယ်ဖြစ်ပြီးတောပင်ငယ်များပြည့်လျင်ငရုတ်ကောင်းစည်းကံခဲလုံးလေးများငါးလုံး၆လုံးတူးမိပြောင်းလဲသို့ထက်ပြရခြင်းဖြစ်သည်ဖျောင်းနေနေကြပါဦးမနေကြပါဦးငါတော့ဖုတ်မဖို့တင်နေတော့ဖုတ်ဆိုရင်ခွေးဥကနေမှာမဟုတ်ဘူးတောင်ဖို့ဝမ်းရက်ပြီးမင်းအခုလောက်တော့ဖုတ်ကစုပ်ပြတ်တန်းနေတော့ဒါခိုးရတခုခုထူးဆန်းတာတွေ့လို့ဖြစ်မယ်ကွာလာလာလာငါတို့သွားကြည့်ကြမယ် ။အိုးညိုမအိုးဆောင်မေးအင်းစတဲ့သူဆင်းရကြံလူများကသူ့နောက်မှာတန်းစီပြီးလိုက်လာကြသည်။တစုံတစ်ခုတွဲခဲ့သောသူတို့၏တူမီတနတ်တွေကဖြစ်ခတ်ရန်အသင်တောင်ပေါ်များနှင့်မလန်မကန့်ရောက်သောအခါခွေးများကလူအုပ်လိုက်တွေးကြရသောကြောင့်အလန်တကြားဟောင်ကြပြီးထွက်ပြေးသွားကြသည်။တောင်ပေါ်အနီးသို့ရောက်လာသောအခါတွင်ခွေးများဟောင်နေသောအရာကိုမြင်လိုက်ရသောအခါအားလုံးမှင်တက်မိသွားကြလေသည်။သူတို့အားလုံးမျက်လုံးများကိုပုတ်တက်၍ထိုနေရာအားပြူပြဲကြည့်ကြသည်။ပြီးနောက်တယောက်ကိုတယောက်ပြန်ကြည့်မိကြသည်။ဟာရောင်ရွှေတုံး ဟုတ်တယ်ကွာရွှေတုံးဟုတ်ပါမလားကွာငါတို့အိမ်မပြန့်မဲ့နေကြတာလားလာရောင်အောက်တွင်တောင်ပေါ်ကြီးပဲ့ကြနေသောဗချမ်း၌ရွှေဆိုင်ကဲကြီးကိုဝင်းဝင်းလက်လက်မြည်တွေးလိုက်ရပါတော့သည်ဦးညိုမောင်သည်ဝင်းလက်နေသောထိုရွှေဆိုင်ကဲကြီးကိုလက်နှင့်ဖဲ့ယူလိုက်သည်မရဘူးကွာတောင်ပေါ်ထဲမှာနေနေတယ်တော်တော်ကြီးရထင်းတယ်ဦးလေးဒီလိုလုပ်ပါလားဗျကျွန်တော်တို့အိမ်ပြန်ပြီးတော့ပေါက်ပြတဲရင်းနေတောင်းလေယူပြီးပြန်လာကြမယ်ဗျတောင်ပေါ်ကိုဖြိုးပြီးဒီရွှေငုံကြီးကိုတူးယူကြမယ်လေဖဲ့အောင်ငါ့ဘူးမင်းကဖော့နဲ့ပဲတန်းနဲ့ဖော့ကောင်ပဲကွာငါတို့ကရွှေသထဲတွေဖြစ်ပြီက ။ဟာဆိုအောင်မင်းအချင်းချင်းနောက်မနေတမ်းပါနဲ့ကွာ။ဒီရွှေကြောကြီးကိုငါတို့ရွာသားတွေတွေ့တာအားလုံးအတူတူလောက်ကင်စားကြတာပေါ့ကွာ။ကဲကဲတဲပြန်ပြီးတော့ပေါ့ချုံးတွေပေါ့တူးတွေတောင်းတွေပြန်ပြီးယူကြအောင်ဟဲ့။သူတို့လူအုပ်ဒီတက်တက်နဲ့တကောတခါမှမတွေ့ခဲ့ဘူးသောရွှေငုံကြီးရတွေ့ခဲ့ရသဖြင့်ပျော်ရွှင်မြူးတူးနေကြပြီးရွှေငုံကြီးရတူးပေါ်ရန်အတွက်တဲဆူစီတို့အမြန်ပြန်ခဲ့ကြသည်။ဆန်လာဤလာရောက်သည့်မြေပြင်တစ်ခုလုံးခြာကြနေရမှရုတ်တရက်တိမ်မဲအချို့အရှိရက်စီမှလွင်မြောလာသည်လာအာတိမ်မဲတို့ကဖုံးအုပ်သွားခဲ့၏ ။ဗဝဲငင်တကူလုံးမောင်းတိကြသွားလေသည်။လေပြင်းများယုတ်တရက်ကြောက်လာပြီးမိုးသေးထန်စွာရွာချပါတော့သည်။လေရောမိုးမှပြင်းထန်လေ၍မြည်သူးများတဲအပြင်မထွက်ရဲကြ။နနက်လင်းတော်လေငင်သွားခဲ့သည်။မိုးတိတ်သွားပြီးကောင်းကင်သည်ပြန်လဲ၍ကြည်လင်လာသည်။နူထွေးသောနေရောင်ကြီးကအရှိရက်မှဖြာကြလာ၏။ကျင်းငယ်လေးများဤတိတိတနာမြည်တမ်းများကြောင့်ရွှေလီမြကန်းမင်းမှတဲသူလေးနှင့်တပ်ပင်တတော်တို့ပြန်လဲလှပလာကြ၏ ဥညို့မောင်တို့အင်းဆက်တို့ဆင်းလာကြသည်တူးဖို့စွားဖို့ကရိယာတွေကအစုံလင်ညာကရှင်ကုန်ကြီးကိုတွေးခဲ့တော့တောင်ပေါ်ကြီးအနီးသို့ရောက်လာကြ၏သို့သောလာရအောင်တွင်ရွှင်ရောင်တဝန်းဝင်းနှင့်ရှင်ကုန်ကြီးဘယ်ရောက်သွားသည်မသိတောင်ပေါ်ထက်မြက်ပင်များကြားမှဖားတွေကတကွက်ကွက်အော်မြည်ရင်သူတို့လူစုအားမျက်လုံးပြူပြီးကြည့်နေကြသည်ဟာဘယ်ရောက်သွားတာလဲဟာငပိုးကြီးအလံတကြားအော်တယ်သူတို့အားလုံးတောင်ပေါ်ကြီးရစူးဆိုင်ကြည့်နေရမှတဝူးနဲ့တဝူးအပြန်အလှန်ကြည့်မိကြ၏ ထိုအကြည်များကမယုံသင်္ကာသောအကြည်များဖြစ်သည်သူတို့၏လင်များကနောက်ကျောတွင်လွယ်ထားသောတရှိများတူမိတနံများစီသို့ရောက်သွားကြသည်ဦးညို့မောင်အချိန်၏အရရအားသဘောပေါက်သွားသည်ရောက်နေရောက်နေနေနေငါစဉ်းစားမိပြီကွာမင်းတို့ခဏနေကြလမ်းပါဦးဦးညို့မောင်၏အော်တန်ကြောင့်စူပွက်လာသောသူတို့သွေးတွေငြိမ်သက်သွားကြ၏ဒါတောသောနဲ့တောင်သောနဲ့တွေကငါတို့ရဲ့လောဘကိုသိသွားလို့ကြွယ်ပြစ်လိုက်တာပဲကွာငါစိတ်ထဲမှာတော့ထင်သားပဲသူပြောပြောဆိုဆိုပြီးတောင်ဖို့မြေကြီးကများလက်ပြစ်ဆုပ်ယူလိုက်သည် ပြီးတော့ပွက်ကြည့်ဟုတ်ပြီအဲ့ငါဘုမေးရင်မအိမ်ဝိုင်းရှိတယ်မဟုတ်လားတွားယူတယ်မင်းများလာခဲ့ငါဘုတောင်ကုန်းပေါ်ရှိတဲဝိုင်းတို့အမြန်ပြည့်တဲ့သွားသည်အိမ်ဝိုင်းတစ်ချက်ကိုယူပြီးငါဘုအမြန်ပြန်ဆင်းလာ၏ဖောင်းစီဘာလို့မလို့လဲဗျမင်းတို့သတိမထားမိလို့ကဒီတောင်ဖို့မြေကြီးကကဘာမြေကြီးအယောင်လေတူးလားအိုးညော့မောင်ပြောမှသူတို့သတိထားမိသွားသည်မြေကဘာမြေကနီးဆွေးဆွေးအယောင်ယခုတောင်ဖို့မြေကနတ်ကြောကြောအယောင်ပြီးတော့လက်လက်ထားနေသည် ဥညုံမောင်တောင်ပေါ်မြေသားကများအင်ဝိုင်းထဲသို့ထဲ့ကျင်လိုက်ပြီးအင်းရေဆံမှာထိုင်၍အင်ဝိုင်းကိုလှဲ့ကလှဲ့ကနှင့်ကျင်မာတော့သည် အင်ဝိုင်းလေးငါးဝိုင်းကဲ့ကျင်ပြီးသွားသောအခါရွှေမုံလေးများသည်အင်ဝိုင်းအောက်ခြေသို့လာစုနေသည်ကိုတွေ့ရသည်အဆိုးအောင်မင်းငါ့အိမ်မှာဗဒါပလင်းရှိတယ်သွားယူလာခဲ့သွားဆိုးအောင်တဲဝိုင်းသို့အမြန်တက်သွားပြီးဗဒါပလင်းယူကြလာသည်ဥညုံမောင်အင်ဝိုင်းထဲသို့ဗဒါအနှဲငယ်လောင်းချလိုက်သည်ပြီးနောက်အင်းရေထဲမှာလှဲ့ကလှဲ့ကကျင်တော့အခါနောက်ဆုံးအင်ဝိုင်းထဲတွင်ကိုင်းသီးလုံးကံဗရာလုံးလေးကျန်နေတော့ဤ ကဲကဲလာလာငါရဲ့ကိုသွားကြမယ်သူ့ဝင်ရောက်တော့မီးသွေးမီးဘွားအမြန်ပို့ပြီးလုံထဲမှာပရားလုံးကိုထည့်ဤငပူကမီးဘွားမီးရဲနေအောင်ရက်ခတ်ပေးသည်မီးရကောင်းလာတော့ခါလုံထဲမှာပရားများအငွေ့ပြန်ထွက်သွားပြီးအေးလေနေသောရွှေရည်ကလေးဖြစ်လာဤလုံကိုအေးခံပြီးခွဲလိုက်တော့ခါကိုင်းသည့်တချမ်းစာကန်ရွှေကဲလုံးလေးကိုတွေ့ရပါတော့သည်ဟောင်းလေဒါပါလေရွှေအားလုံးတညီတညွတ်တည်းဖြစ်ကြသည်ကဲရွှေငုံကြီးကငါတို့ရွာသားတွေကိုတည်အောင်နှက်တွေရပြတာ တကယ်တူးမယ်လို့တော့နှက်တွေကပြန်ဖော့ထားလိုက်တယ်။လှုပ်ရှားခိုင်းစားဖို့တော့ငါတို့ပေးတယ်ကွာ။ဒီတော့လောဘမတက်ကြနိုင်ဘူး။မိသားစုစားဝတ်နေရေးပြေလည်ုံမဲ့ကျင်ယူကြ။မော်တော်လာရင်ငိုးရွာကြီးဘက်ကငါလိုက်သွားပြီးအင်ဝိုင်းတွေပရာလုံးတွေဖားပိုတွေဝယ်ခဲ့မယ်။ဒီရွှေလေးကိုရောင်းပြီးဇေယျလုံးလိုတဲ့ပစ္စည်းတွေဝယ်မယ်ကွာ။စိုးအောင်အဲ့မင်းငါ့တော့ကိုလိုက်ခဲ့ဟော။သူတို့တဲဝိုင်းသားတဲဝါခုတ်စားသူများပြောနေကြပါတော့သည်။ ငါပြားတော်ထဲမှာပင်မန်းကြီးစွာတက်ဝါခုံမစားခြင်းကြတော့ရွှေကျင်ပြီတနည်းတပဲသားပဲရရတမူးသားပဲရရစားဝင်နေရဲ့အစဉ်ပြေရင်တော်ပြီဟုဆုံးဖြတ်ကြသည်သူတို့ရွာဘက်မှရွှေလီတိုင်းစုံစင်းပြီးငအိုးရွာကြီးမှရွှေလာရောင်းစီကိုတတိထားမိသွားသောရွှေဆိုင်ပိုင်ရှင်သည်တဲဝိုင်းသူမှငမိုးတယောက်ကအဲ့ရက်တိုက်၍အေးအောင်မေးရာမှတိသွားပါတော့၏သူကိုယ်တိုင်ရွာလေးသို့လိုက်မလာနိုင်တော့လဲရွာသားတွေကိုမြှောက်ပေး၏တနည်းနဲ့နဲ့ကျင်ယူမိအစထိုးတောင်ပေါ်များတူးပေါ်ပြီးရွှေငုံကြီးအားရှာရအကြံပေး၏ ရွာလင်းဒီလေနာမဲကျိုးဝိုင်းထဲမှာတစ်ခုတ်တဲဝါခုတ်တဲများစူပေါင်းပြီးလာနေကြရမှာအင်ဂျင်90ခန်းဖြစ်လာပါတော့သည်ထိုကားရွာလူကြီးဦးညွတ်မောင်နှင့်ရွာသားများကရွာလေးဟာအမိပေးဖို့စဉ်းစားကြရာအင်းဆက်တဲ့တောင်ပေါ်များမှရွှေတုံးကြီးကိုခွေးများဟောင်းဒီကိုအကြောင်းပြု၍ရွာစီကားလာခြင်းကြောင့်ခွေးအောင်တုံးရွာဟုအမိပေးလိုက်ကြပါတော့သည်လူဆိုဒီကလည်းရလေလူလေးအိုတစင်ဖြစ်ရွာကြီးကရွှေဆိုင်ပိုင်ရှင်ကမြောက်ပြီးအင်းကမိမတွေကပူဇာလာကြတော့ခါရွာသားတို့ချို့ဖောက်ပြန်လာကြပါတော့သည် ဘသူမှမသိအောင်လူရှင်းလုံးတောင်ဖို့တွေကိုဖြိုသူကဖြိုသည် တွင်းကြီးတူးသည်ကတူးကြတော့ကတနေ့တနေ့ရွှေအရနဲလာကြပါတော့သည်ရခင်ကတနေ့ရွှေချင်းဒီအ ਨੇ ဆုံးတမူးသားခမ်းမှာတခါတလေတမတ်သားဒီရကြတော့လေယဟုက ရွေးလေးတရွေးပေမရခြင်းကြတော့တနေ့ကုန်ရေထဲစိမ်ပြီးရွှေချင်းတာတော့ရွှေကမရတော့ရွာသားများသည်မူလလက်နက်လက်ရင်းဖြစ်သည့်နာမည်တတော်ကျွိုင်းတဲ့သူခြေဦးလက်ကြရပါတော့သည် လောဘကြောင့်ရွှေမီကွယ်လေပြီးရွာသားတွေက ထောတောင်ပေါ်ကြီးများလက်မကြည့်ခြင်းကြတော့ ဤသို့ပြင်ခေကာလရွေရလာပြီးအရေးကင်းကြီးငြိမ်သက်လာသောအခါထိုဒေသမှာတစ်လုံငန်းသည်တွင်ကျလာပါတော့သည်မန္တလေးမှာလည်းတင်းဝါသေးတွေကကောင်းလာခဲ့ရာရွာလေးသည်တစ်ခုတ်ဝါခုတ်လုပ်ငန်းကြောင့်အင်ကြီးရခိုင်ကြီးများပေါ်များလာပြီးအင်ဂျင်မှာလည်းတရာကျော်ကန့်စီပင်ဖွံ့ဖြိုးလာခဲ့ပါသည်ထိုအခါသူတို့ဤရွာမီယာမေးလျင်ခွဲအောင်တုံးဟုဖြေရမှာကိုရှက်လာခဲ့သည် အားလုံးစုဝေးတိုင်းမီရဲ့ရွာမီယာပြောင်းလဲရန်စဉ်းစားကြ၏ နောက်ဆုံးမှာတော့ရွှေကိုအကြောင်းပြု၍ရွာနာမည်ရမဲ့ခေါ်ရာရွှေတုံးရွာဟုအမည်တွင်သွားပါတော့သည်ရွာလင်းသည်ယခုကအင်ဂျီ150ခန့်ရှိပြီးရှမ်းပြည်နယ်မြောက်ပိုင်းမပိန်းမြို့နယ်ငအိုးမပိန်းကားလမ်းမှဘေးတွင်တည်ရှိပါသည်တယ်ဝါလုပ်ငန်းများဖြင့်အဆင်ပြေနေကြပြီးရွှေလုပ်ငန်းကိုလည်းလုပ်ကိုင်နေကြသည်ကိုတွေ့ရ၏နာမည်တော်ဂျိုဝိုင်းကြီးကတယ်ဝါများအနှဲငယ်ကြံရှိနေပါသေးသည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းမများ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရဆန်းကြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ